မင်္ဂလာပါရှင်ရောင်းခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မင်းဆင်းမာရင်မှုဝေဖန်ခဲ့တဲ့ဘူးလက်လာဆွေဖန်ခံရတာမရှိ။နေပြည်တော်မှာမင်းဆင်းနေမာရင်နေလို့ဝေဖန်ခဲ့တဲ့ဘူးလက်လာဆွေဖန်ခံရတာမရှိလို့သိရတယ်။မနေ့ကဘူးလက်လာဆွေဖန်ခံရဆိုတဲ့သတင်းတွေကြည်ကြဲပြပြထွက်ပေါ်လာပြီးရနောက်စစ်တပ်ကဖမ်းဆီးရဆိုတာမဟုတ်မှန်ပဲခေါ်ယူတရိပ်ပေးရမျိုးရှိကောင်းရှိနိုင်တယ်လို့ကြန့်ခိုင်သတင်းမြစ်ကပြောတယ်။ အကဲဘူလန်လောင်းစင်ကိုစစ်တပ်ကဖမ်းဆီးခဲ့မယ်ဆိုရင်သူဝင်ပြိုင်မှုစီးရင်တင်သွင်းထားရနေပြီးတော့ပုပ္ပတိမျိုးနယ်မှာကျန်ဖို့ပါတီရဲ့ပုပ္ပတိမျိုးနယ်ပြည်သူကိုယ်စားလှောင်းနေရာလစ်လက်သွားမှာဖြစ်ပြီးအဲလိုဖြစ်သွားရင်ကျန်ဖို့ပါတီအတွက်ရောစစ်တပ်အတွက်ပါနစ်နာသွားနိုင်တယ်လို့ဆိုတယ်ဒါတလို့ဘူလလောင်းစရာနေပြီးတော့မှပဲရှိနေတယ်ဘူလလောင်းစေဖန်းခင်ရတာလားလို့ Viber Group မှာမေးမြန်းမှုတွေပေါ်မှာတော့စစ်တပ်ကဖန်းတာမရှိဘူးလို့အကြမ်းဖက်ဆောင်မင်းတို့ဦးစရဲ့သတင်းမှန်ပြန်ကြားရေးဖွင့်တဲ့သတင်းသမားတွေစစ်လော်ပြီးအမေရိကန်သတင်းသမားတွေချိန်ဆက်တိုင်း Viber Group မှာပြန်ဖြေထားတယ် အော်တိုဘန်ငယ်နေမှာဗူလိုက်လောင်းဆယ်ကနေပြီးတော့မှမဲဆင်းနေမှနေရကြောင်းလူကြီးငါအရှင်300လောက်မှနေကြောင်းတရဲလူရဲ့စင်းပါနေပြီးရက်ခွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုအောင်မဲဆင်းမပါကြောင်း2020ရွေးကောက်ပွဲပကာလာမဲဆင်းအဟောင်းအုံတဲ့လူယူဆအကြောင်းမဲဆင်းနေအလွန်ကွာဟနေပြီးမဲဆင်းနေပြန်လဲပြုပြင်ပြီးအချိန်တပတ်တာကျန်တော့ကြောင်းမဲဆင်းမှရမှုအဆင်မပြေကြဘူလိုက်လောင်းဆယ်ကထုတ်ပေါ်ပြောဆိုတဲ့ ဆက်လက်ပြီးစစ်မှုထမ်းရနိုင်ခြင်းနဲ့တပ်သားအဖြစ်အထမဆူဆောင်းခံမှုတို့ကြောင့်မြန်မာလူငယ်နေတဲ့သမ5တန်းဒီပါလုံခြုံမှုအများရန်ဆိုရင်နေပြီး6တန်းကျော်မှညချိန်လုံးဝလုံခြုံမှုမရှိဘူးခန်းစားနေရကြောင်း UNDP ကတင်ပြီးစစ်မှုထမ်းရနိုင်ခြင်းနဲ့တပ်သားအဖြစ်အထမဆူဆောင်းခံနိုင်မှုတို့ကြောင့်မြန်မာလူငယ်နေတဲ့သမ5တန်းဒီပါမှာဘေးကင်းလုံခြုံမှုအတွက်အများရန်ဒီပါဆိုရင်ပူပန်နေရပြီးလူငယ်6တန်းကျော်မှညချိန်လုံးဝလုံခြုံမှုမရှိဘူးခန်းစားနေရကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်အစီအစဉ်ခန်းစားသည့်ပေပြောဆိုတဲ့ မြန်မာနိုင်ငံကြက်တဲများကြမှာဗုဒ္ဓလိကဆံမလုံးကြုံမှုနဲ့လူမှုဘဝဆံဆွေးမှုတွေကမြန်မာနိုင်ငံမှာနေထိုင်သူလူငယ်တွေအတွက်စိတ်ပိုင်းဆိုင်ရာအဖြစ်အပျက်တွေပုံမဖြစ်စေကြောင်း လူရဲ့နှစ်သက်သမှ၅သန်းနီးပါးကပုဂ္ဂိုလ်ဆိုင်ရာဘေကင်းလုံခြုံမှုအတွက်အမြဲတမ်းနီးပါးစွန့်ရင်ပူပန်နေထိုင်ကြရပြီး၆သန်းကျော်မှညအချိန်မှာလုံအောင်လုံခြုံမှုမရှိဘူးခန်းစားနေရကြောင်း UNDP ကပြောတယ်။ UNDP က၆ကမ်းပါတက်ကမျိုးဆက်မြန်မာလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုတွေအစီအစဉ်ခန်းစားကိုထုတ်ပြန်ပြီးရင်းစဉ်ခန်းစားမှာမြန်မာနိုင်ငံတွင်းကြာရှည်နေပြီဖြစ်တဲ့မလုံခြုံမှုစီးပွားရေးခက်ခဲမှုတွေရဲ့ဆွန့်ခွာမှုနဲ့ထိတ်လန့်နေရမှုတွေကလူငယ်တွေရဲ့လူဝင်ဆန္ဒ၊ကြောက်ရွံ့မှုနဲ့စွန့်ရင်ပူပန်မှုတို့မှာကင်းလုံခြုံရေးဟူသောလူသားလုံခြုံရေးကိုထိခိုက်နေုံသာမက ၎င်းတို့ရဲ့စိတ်ကြမ်းမာရေးကိုပါပျက်စီးစေလျက်ရှိလို့ဖော်ပြသတင်းပေးတယ်။မြန်မာလူငယ်9ဦးလည်းလူငယ်တအုပ်ခန့်လူဦးရေ2.5သန်းနီးပါးမှာ၎င်းတို့ရဲ့ပုံကိုဆိုင်အပေးကိလုံကြုံမှုအတွက်အမြဲတမ်းနီးပါးစွန့်ရင်ပူပန်နေရပြီးလူငယ်10ဦးလည်း4ဦးခန့်သာညအချိန်တွေတအုပ်တဲ့လမ်းလျှောက်အပြင်မလုံခြုံခံစားနေရကြောင်းအစိုးရကပြောတယ်။ အမျိုးသမီးများနဲ့နိုင်ရှင်လေမျိုးသားလူငယ်တွေကလုံခြုံမှုမရှိနေဘူးပုံမှုဖြစ်ဆိုကြ၎င်းတို့ရဲ့စွန့်ရီထိတ်လန့်မှုတွေထိုကဲ့သို့မြင့်တက်နေရခြင်းမှာစစ်မှုထမ်းရနိုင်ခြင်းနဲ့တပ်သားအဖြစ်အတင်းအဓမ္မစုဆောင်းခံနိုင်ရခြင်းတို့နဲ့ဆက်လျင်းလက်ရှိရလို့လည်းထင်ရနေကြောင်းတို့တော်လေငယ်ရွယ်နဲ့မတန်ဆွမ်းမျိုးသမီးတွေမှာတော့ကြောက်ရွံ့မှုနဲ့ထိခိုက်လွယ်မှုအမြင့်ဆုံးဆင်ခွင့်ရင်ဆိုင်နေရကြောင်းသိရတယ်အထူးသဖြင့်ပြိပခပေးအဲ့ဒီမှာစစ်မှုထမ်းခေါ်ဆောင်ခံအမျိုးကိုစွန့်ရင်ပူပန်နေရတဲ့ပေးနဲ့နေစဉ်စီးပွားရေးကြက်တဲပေးတွေပြန့်နှံ့နေတဲ့အခြေအနေမှာရင်းထောက်ပတ်နေမှရှိမဖြစ်လိုအပ်နေကြောင်းထောက်ပြတယ်။ လူငယ်တွေကအထူးခြားတဲ့ခန္ဓာရှင်မှုကိုဆက်လက်ပြသနေပေမဲ့လည်းစိတ်တရားတွေပြည့်နေပတ်ဝန်းကျင်မှာကြီးပြင်းလာနေကြတယ်။ဒါကြောင့်သူတို့ရဲ့စိတ်ကျန်းမာရေးအတွက်ပုံမပတ်မှုကုညီမှုတွေရည်ကြည်လိုအပ်နေတယ်။ဒို့တော်ရေရှည်တည်တတ်တဲ့တိုးတက်မှုဆိုတာကတော့လုံခြုံမှုတည်ငြိမ်မှုနဲ့စစ်မှန်တဲ့ငြိမ်းချမ်းမျှော်မှန်းချက်တွေနဲ့သာပေါ်ပေါက်လာနိုင်မှာဖြစ်တယ်လို့လည်းကောင်းဆက်လက်ပြောဆိုတယ်။ UNDP အစိုးရခန်းစာရအဓိကတွေ့ရှိချက်တွေမှာလူငယ်တွေအတွက်ချိန်ချမှုတွေဖြစ်ပြီးလူငယ်တွေရဲ့ဘေးကင်းလုံခြုံမှုတွေအဓိကချိန်ချမှုတွေမှာမူရင်းစေဝါပြန့်နှံ့မှုနဲ့မတူညီအဖွဲ့စည်းရင်နဲ့နည်းမြေပေါ်မူတည်ပြီးဖြစ်ပေါ်နေတဲ့စစ်မှုထက်အတင်းတမပန်းစီကံမှုကိုကြောင်းမှုလို့ဖြစ်ပြီးရင်းအချက်နှစ်ခုကအရေးကြီးဆုံးစိုးရင်ပူပန်မှုတွေအတွက်ထွက်ပေါ်လာကြောင်းသိရတယ်။အထူးသဖြင့်မြို့သားလူငယ်တွေကပြန်ပေးဆွဲခံရခြင်းနဲ့စစ်မှုထမ်းအတင်းတမဆူဆောင်းခံရခြင်းတို့ကိုကြောင်းရုံမှုကြောင့်မလုံခြုံခံစားရမှုအဆင့်ကိုပုံမြင့်မှာကြောင်းဖော်ပြကြပြီးငယ်ရွယ်ပြီးမတန်ဆွမ်းတဲ့မျိုးသမီးတွေကလည်း NDA တွေတဆင့်ဖြစ်ပေါ်နေမှုကြောင့်အမြင့် ဆောင်စွန့်ရင်ကြောင်းလက်မှုအဆင့်ကိုခန်းစားနေရပြီး၎င်းတို့ရဲ့ထိခိုက်လွယ်လူမှုဘဝအခြေအနေကိုပုံမှုဆွေးနွေးစေကြောင်းဖော်ပြနေရကိုတွေ့ရတယ်။ UNDP အစီအစဉ်ခန်းစားမှာပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံရေးဆိုင်ဆွေးနွေးမှုတွေကစိတ်ကျန်းမာရေးပေါ်ပေါ်မှုတည်ရောက်လာနေတဲ့ကိုမိမောင်းထုတ်ပြပြီးလုံခြုံမှုမရှိဘူးခန်းစားရကလူငယ်တွေကစိတ်ပူပန်မှုတို့မဟုတ်စိတ်ဖူစမှုတွေကိုခန်းစားရနိုင်ခြင်းနဲ့စပုံများကြောင့်လူငယ်များစွာကပလိပခအလောက်ကိုင်းနဲ့မိသားစုလုံခြုံရေးတို့ကြောင့်အမြဲတစေဆွေးနွေးနေရရှင်သန်မှုပုံစံနဲ့နေထိုင်နေရကြောင်းသိရတယ်။ မြန်မာလူငယ်ထုတ်ဝက်နီပါက၎င်းတို့ရဲ့ပုံကွယ်အနာဂတ်အတွက်မျှော်လင့်ချက်ရှိနေဆဲဖြစ်ပြီးဒုံမှုနှပုံကတော့ငြိမ်းချမ်းရရှိရန်ဖြစ်နိုင်ခြင်းရှိရလို့ယုံကြည်နေဆဲဖြစ်ကြောင်းသိရတယ်။ဒို့တော်ဒို့ကဲတို့အကောင်းမြင်စိတ်ကထိခိုက်လွယ်လျက်ရှိကြောင်းဘေးကင်းလုံခြုံမှုကုန်သိခါနဲ့အခွင့်လန်းတွေအတွက်ယင်းနည်းမြုံနယ်မှုတွေမရှိပါကမြန်မာနိုင်ငံကလူငယ်မျိုးဆက်တစ်ခုလုံးကိုကြားအမှုနဲ့စိတ်ပြအားငယ်မှုအကြမ်းမှာဆုံးရှုံးသွားနိုင်တဲ့အနေနဲ့ရင်ဆိုင်နေရကြောင်းသိရပါတယ်။ ဆက်လက်ပြီးဖားကံမြို့ရှိဘက်ကိုဂျပန်စစ်တပ်ကထပ်မံစစ်ကြောင်းတို့လာသဖြင့်တိုက်ပွဲတွေပြင်းထန်ပြီးစစ်တပ်ကလင်းများနဲ့ပုံစံပြန်ကချင်ပြည်နယ်ဖားကံမြို့ရှိဘက်ကိုဂျပန်စစ်တပ်ကထပ်မံစစ်ကြောင်းတို့လာသဖြင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေကြောင်း KIC သတင်းမြစ်ကပြောရင်းအော်တိုဘလော့ဆယ်ရည်နေ့မနက်၈နာရီခန့်ကဖားကံမြို့လုံခင်ကျောင်းစုရန်ချက်ဘက်ကနေတဆင်ဖားကံမြို့ရှိဘက်မလန်းကျောင်းဘက်ကိုဂျပန်စစ်တပ်အင်အားလုံးရင်းနဲ့စစ်ကြောင်းတို့လာခဲ့ရာ KIKB တပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်နေပြီးမဂျပန်စစ်တပ်ကအထင်အားကြောင့်ဝိုင်တွဲလင်းနဲ့ပုံတိအလုံး၄၀ခန့်ကြကြတိုက်ခိုက်ခဲ့တယ်။ ရှင်းဂျပန်စစ်တပ်စစ်တောင်းကဖားကတ်မြို့ရှိဘတ်ကျန်းရှိလဲပြင်မလန်ရွာဟောင်းပတ်တူမှာစိုင်းထောင်ကြားဘက်ကိုဆင်ဆောင်ထုတ်နေခြင်းဖြစ်ပြီးဖားကမြို့တမကုံကနေလက်နက်ကြီးဒရုန်းတွေနဲ့ပြစ်ကိုပေးတိုက်ခိုက်ခဲ့တော့လဲအထိနာလျက်ရှိအောင်လေးချောင်းနဲ့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းရှမန်နီအော်တိုဘာလာကိုရရနေမွန်တက်12နိုင်ခန့်ကလည်းဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ ဖိုင်ကမြို့ကိုဂျပန်စစ်ကောင်စီရဲ့တပ်မ33တပ်မမူဘုံမူကျောက်ကောင်းမင်းထွန်းနဲ့မိုးကောင်းချိန်ဆိုင်တပ်မ3တပ်မမူဘုံမူကျောက်ဇော်ဝင်တို့ဦးဆောင်တဲ့ဂျပန်စစ်ကြောင်းကပြည်သူလူထုကိုလက်နက်ကြီးဒရုန်းလက်နက်ငယ်နဲ့ပစ်ခတ်တပ်ဖြတ်မှုကြောင့်၄လကျော်တွင်ပြည်သူ90နီးပါးသေဆုံးက290ကျော်တန်းရရှိခဲ့ပါတယ်။ ဆက်လက်ပြောတနင်္သာရီနေ့တဝဲမြို့နယ်တို့မှာစစ်တပ်ကလင်းနဲ့ပုံချက်သဖြင့်ပြည်သူ၄၀၀ဝန်းကျင်ထွက်ပြေးရပြီးလင်းမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကလင်းကလေးပောင်းတိဆုံးသူ၅ဦးထိတိုးလာတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရှိတဲ့ကုရွာနဲ့တဝဲမြို့နယ်ထိခိရွာကိုဂျပန်စစ်တပ်ကလင်းနဲ့ပုံချက်တိုက်ခိုက်မှုပြည်သူ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း KNU မိတ်တဝဲခိုင်ထုတ်ပြန်ကြတဲ့ဒေသပြည်သူတွေကပြောတယ်အော်တိုဘလဆယ်နှစ်မနက်9:40မိနစ်ခန့်မှာတနင်္သာရီမြို့နယ်တကူရွာကိုဂျပန်စစ်တပ်ကတိုက်လင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ အကြမ်းဖက်စစ်တပ်ပုံကြိုက်တိုက်ခိုက်မှုကျေးရွာနေပြည်သူဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာပြီးတော့ဒဏ်ရာရှိသူတွေမှာပြင်းထန်ဒဏ်ရာရှိသူတွေပါဝင်ကြောင်းသိရတယ်။အလားတူထိုင်းမြန်မာနယ်စပ်တဝဲမြို့နယ်ဒီကရကိုလည်းအကြမ်းဖက်စစ်တပ်ကအော်တိုဘလ10နေ့မနက်၈နာရီခန့်မှာဂျက်ဖိုင်တာတစ်စီးနဲ့နှစ်ကြိမ်ပုံကြိုက်တိုက်ခိုက်ပြီးဆက်လက်နဲ့နှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူပိုင် ပြည်စီထိခိုက်ပျက်စီးခဲ့ကြောင်းကယ်နူမိတ်တဝဲကိုင်းကထုတ်ပြန်နေ။ အော်တိုဘားလကွယ်နေည7:30မိနစ်ခန့်မှာဘီလင်းမြို့နယ်ပြင်မပင်စိမ့်အနောက်ရွာကိုကျန်ဖက်စစ်တပ်ကလည်းနဲ့ပုံကျတိုက်ခိုက်ခြင်းဖြစ်ကြောင်းပုံကျတိုက်ခိုက်မှုတွင်ကလင်းငယ်၏အပောင်းဝင်ပြည်သူငါးဦးပွဲချင်းပြီးတင်ဆောင်ပြီးပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိသူတွေမှာပြင်းထန်ဒဏ်ရာရရှိသူတွေပါဝင်ကြောင်းသိရှိရပါတယ်ဆလပီမက်တကီတီကီကျောင်းကိုဂျက်ဖိုက်တာလင်းရင်နဲ့စစ်တပ်ကထမံပုံစဲတိုက်ခိုက်တနင်္လာနေ့တဝဲမြို့နယ်မက်တကီတီကီကျောင်းကိုဂျက်ဖက်စစ်တပ်ကဒီကနေ့မနက်မှာဂျက်ဖိုက်တာနဲ့ထမံလေးကြောင်းတိုက်ခိုက်ခဲ့လို့ KNU မိတ်တော်ဝန်ခံကသတင်းထုတ်ပြန်နေတယ် ။အော်တိုဘားလာဆယ်နေမနက်ရှင်းနိုင်ဝင်ချင်းချိန်မှာမေတ္တကိကြအတွင်ကိုစစ်တပ်ကဇက်ဖိုက်တာ FTC 2000စင်ကြီးလင်းမျိုးစားနဲ့နှစ်ကြိမ်ပုံစံတိုက်ခိုက်ခဲ့တာဖြစ်တယ်။ဒါအပြင်တိုက်လင်းမှာပါတဲ့ Oligan ဆက်လက်နဲ့လည်းနှစ်ကြိမ်ပြစ်ကတ်တိုက်ခိုက်တာကြောင့်ပြည်သူဝိုင်းပစ္စည်းဥစ္စာတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးဒေသခံပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်။စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူဝိုင်းပစ္စည်းဥစ္စာတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးဒေသခံပြည်သူ150ကျော်လဲဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရလို့ KNU ကဆိုထားပါတယ်။